်မြတ်စွာဘုရားကပရိနိဗ္ဗာန်ပြုကံဤဝတ်ပြုသားကို ဖုံးပေးပြီး အခြားတန်ကြာတွေမစားခိုင်းတဲ့ဘေးကျင်းတဲ့ဘာလို့ပြုတ်ခိုင်းတာပါလဲရှင်းပြပေးပါဘုရားတဲ့တော်ခိုင်နှင်းဝေအနေနဲ့နောင်ပွင့်မိဘုရားရှင်ကိုဖူးမြော်ခွင့်ရနိုင်ပါသလားဘုရားတဲ့နောင်ပွင့်မိဘုရားရှင်ကို ဖူးမြော်ခွင့်ရမိကုသိုလ်၁၀မျိုးဆိုတာကိုစာပေမှာဖော်ပြထားပါတယ်။အဲ့ဒီကုသိုလ်၁၀မျိုးကဘာတွေလဲဆိုတာကိုဥစဉ်ဖတ်ပြမယ်နော်။၁မိမိကိုယ်တိုင်ယဟန်ပါမနီတိလရှင်ဝိ၍ပရိယပရိပတ်တို့ကိုကြိုးစားအားထုတ်ခြင်းကုသိုလ်၂မိမိယမဖြစ်တဲ့သားသူတစ်ပါးယမဖြစ်တဲ့သားသမီးတို့ကိုယဟန်ခံပေးခြင်းရှင်ပြုပေးခြင်းကုသိုလ်၃မိဘကိုလှုပ်ကြွေးတော်ကုသိုလ်၄ တရဏဂုံတီလမပြတ်ဆောက်တည်သောကုသိုလ်ငါဖျားစီတီပထိုးចောင်းကံများကိုပြုပြင်လှူဒန်းပေးသောကုသိုလ်6ဘောဓိညောင်ပင်စိုက်ပျိုး၍ညောင်ရီတုံလောင်သောကုသိုလ်9ရေတွင်ရေကန်တရာပြုပြင်လှူဒန်းသော ကုသိုလ်7အရုံစွာနေစွာလောင်းလှူသောကုသိုလ်9ယဟန်တို့အားပစ္စည်းလေးပါလှူဒန်းထောက်ပံ့သောကုသိုလ်10ကမ္မထံဘာဝနာပွားများအားထုတ်ရသောကုသိုလ်တို့ပဲဖြစ်ပါသည် ဤကုသိုလ်ဆယ်မျိုးစလုံးကိုတော့၎င်းသို့မဟုတ်တမျိုးမျိုးကိုတော့၎င်းဆွဲဆွဲမြဲမြဲလုပ်မယ်ဆိုရင်ဒေါခိုင်နှင်းဝေမှာမဟုတ်ပါဘူးနော်ဘယ်သူမှဆိုနောက်ပွင့်မိဖျားရှင်ကိုဖူးမြော်ရမှာဖြစ်ပါတယ်အရှင်ဖျားတတိတော်အရန်သိကျင်တာလေးတစ်ခုရှိပါတယ်မြတ်စွာဘုရားကပရိနိဗ္ဗာန်ပြုကံဤဝတ်ပြုသားကိုဖုံးပေးပြီးအခြားတန်ကာတွေမစားခိုင်းတဲ့ဘေးကျင်းတဲ့ဘာလို့ပြုတ်ခိုင်းတာပါလဲရှင်းပြပေးပါဖျားတဲ့ မြတ်စွာဘုရားကိုဆုံးတက်တဲ့စွမ်းထဲမှာနတ်တွေကနတ်ဩဇာတွေထည့်ထားတဲ့အတွက်နတ်ဩဇာတွေပါနေတာကြောင့်မြတ်စွာဘုရားမှလွယ်၍အခြားသောဝမ်းမီမကောင်းတဲ့တတဝါများစားတောက်မိမယ်ဆိုပါကအစာမကြေဖြစ်ပြီးသိဆုံးနိုင်ပါတယ်မြတ်စွာဘုရားကတော့ဝမ်းမီအမတန်ကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်တာကြောင့်အဲ့ဒီနတ်ဩဇာများကိုခြေဖြတ်နိုင်ပါတယ်ဒါကိုမြတ်စွာဘုရားကညင်တော်မူတဲ့အတွက်ကိုတော်မြတ်ဖုံးပေးပြီးလို့ကျွမ်းကြံရစ်တဲ့အရာများကိုမိချင်းတူပြီးပြုတ်ခိုင်းခြင်းဖြစ်ပါတယ် နားလည်ပါစေနော်အရှင်ဖေယပါရာဇိက၄ပါးတဲကအဒိဏဒါနာကံကို အသေးစိတ်ရှင်းပြပါဖေယခိုးလို့တဲ့စိတ်မပါဘဲယူမိရင်လဲပါရာဇိကကြတယ်ကြားဘူးလို့ပါတပည့်တော်အတွက်အရေးကြီးလို့ပါဖေယတဲ့အဒိဏဒါနသိခါဖို့ဆိုတာပါရာဇိက၄ပါးတဲကဒုတိယသိခါဖို့ဖြစ်ပါတယ်ခိုးလို့တဲ့စိတ်မပါဘဲယူသားတဲ့စိတ်နဲ့ယူတာကတော့ ပါရာဇိကမကြပါဘူးဒီနည်းမှာပြထားတာကအဒိဏ္ဏထေယသင်္ခတံအာဒီရေယလို့ပြထားပါတယ်အဒိဏ္ဏပိုင်ရှင်မပေးသောသူတစ်ပါးဤပစ္စည်းဥစ္စာကိုထေယသင်္ခတံခိုးလို့စိတ်ဖြင့်အာဒီရေယယူညာအံလို့အဓိပ္ပာယ်ရပါတယ်ပိုင်ရှင်မပေးတဲ့သူတစ်ပါးဤပစ္စည်းဥစ္စာကိုခိုးလို့တဲ့စိတ်ဖြင့်ယူမတာပါရာဇိကကြပါတယ်ယူသားတဲ့စိတ်နဲ့ယူတာကတော့ပါရာဇိကမကြပါဘူး သို့တော်လည်းပဲဒီနေရာမှာပြောလိုတာကယူသားတဲ့စိတ်ဖြစ်စေအောင်တော့ပိုင်ရှင်ရဲ့ခွင့်ပြုချက်မရှိဘူးဆိုရင်မိတိပစ္စည်းကိုမဆိုမယူတာမကင်တာကောင်းပါလေ။ဘာကြောင့်လဲဆိုရင်ပထမတော့မိမိကယူသားတဲ့စိတ်နဲ့ယူလိုက်ကင်လိုက်တာမှန်တော်လည်းပဲလက်ထဲကိုရောက်တဲ့အခါမှာပစ္စည်းကိုမြင်တာနဲ့လောဘစိတ်ဖြစ်ပြီးခိုးမယ်ဆိုတဲ့အကြံစီဖြစ်လိုက်တာနဲ့ပစ္စည်းကလည်းထားတဲ့နေရာမှရွေ့သွားပြီးဖြစ်တာကြောင့်ပါရာဇိကကြာသွားနိုင်ပါတယ်။ ။ဒါကြောင့်ရိုးသားတဲ့စိတ်နဲ့လည်းပဲပိုင်ရှင်ရဲ့ခွင့်ပြုချက်မရှိတဲ့ပစ္စည်းမှန်ရင်မကင်တာအကောင်းဆုံးလို့ပြောကြပါတယ်။အရှင်ဖရာတပည့်တော်ကပဋ္ဌာန်းရွတ်တာတရားစာပေ လေ့လာတာတွေလုပ်ပါတယ်ဖရာ။အဲ့ဒါကိုတပည့်တော်ရဲ့အဘိုးကမင်းအရွယ်ကဒါတွေလုပ်ရမှာမဟုတ်ဘူးဆိုပြီးပြောပါတယ်ဖရာ။ပင်ယခက်ကစတုရင်ကဗလာအမကြီးရဲ့လောကနေတိကျမ်းကို တချို့တကားကြီးတွေတကမာကြီးတွေသင်ဘူးဖတ်ဖို့ကြလိမ့်မယ်နော်။ ဲ့ဒီလောကနေတိကြံထဲမှာပထမအရွယ်မှာပညာရှာဒုတိယအရွယ်မှာဥစ္စာရှာတတိယအရွယ်မှာတရားရှာဆိုတာပါပါတယ်အဲ့ဒါကိုသင်ရဖတ်ရတဲ့ဒကာကြီးဒကာမကြီးတချို့ကလူငယ်တွေငငယ်ရွယ်ရွယ်နဲ့ဘာသာရေးလုပ်ပြီဆိုရင်နင်တို့အရွယ်နဲ့ဘာသာရေးလုပ်ရမှာမဟုတ်ဘူးစီးပွားရှာရမယ့်အရွယ်ပညာရှာရမယ့်အရွယ်ဆိုပြီးပြောကြပါတယ်သူတို့ကလောကနေတိရဲ့အဆိုကိုအမှန်ဟုထင်နေပုံရပါတယ်နော်လောကနေတိကျမ်းဟာ ဖះဟောတွေပါတာမှန်ပေမဲ့အားလုံးကဖះဟောမဟုတ်ဘူးတချို့အရာတွေကစတုထင်ကဗလအမကြီးရဲ့အာဘော်တွေဖြစ်တယ်နော်အဲ့ဒါကိုလည်းသိထားဖို့လိုတယ်ဦးဇင်းတို့မြတ်စွာဘုရားကတော့ငယ်ရွယ်စဉ်ကာလမှာပဲ တရားရှာခိုင်းပါတယ်ဘာကြောင့်လဲဆိုရင်ငယ်ရွယ်စဉ်အချိန်ကာလဟာအတိညာဖွင့်ပြမှု အကောင်းဆုံးအချိန်ဖြစ်လို့ပဲဖြစ်ပါတယ်အဲ့ဒီလိုငယ်ရွယ်စဉ်အတိညာဖွင့်ပြမှုအကောင်းဆုံးအချိန်မှာ တရားရှာမယ်ဘာသာရေးလေ့လာလိုက်စားမယ်ဆိုရင်တရားရတာလွယ်ပါတယ်နော်တတိယအရွယ်ဖြစ်တဲ့ဦးမင်းမစွန်ဖြစ်တဲ့အချိန်ကျမှတရားရှာမယ်ဆိုရင်အသိဉာဏ်ဖွံ့ဖြိုးမှုတွေမှဉာဏ်ဖွံ့ဖြိုးမှုတွေအားနည်းသွားပြီးဖြစ်တဲ့အတွက်တရားရနိုင်ဖို့ခက်ရင်ပါတယ်ဒါကြောင့်ငငယ်ရွယ်ရွယ်နဲ့တရားရှာဖို့လိုပါတယ်နော်အဲ့ဒါကိုနားမလဲကြတဲ့လူကြီးတချို့ကလူငယ်တွေဘာသာရေးလုပ်ပြီဆိုရင်ဘာသာရေးလုပ်တာကပဲ ငငယ်ရွယ်ရွယ်နဲ့မလိုကောင်းတဲ့ပုံစံမျိုးပြောနေကြတာတွေဟာမှားပါတယ်နော်။ဒါကြောင့်လူငယ်တွေကိုပြောကျင်တာကငယ်ရွယ်စဉ်မှာပညာလဲရှာပါဥစ္စာလဲရှာပါ။ပညာနဲ့ဥစ္စာရှာရင်းနဲ့တရားပါရှာပါနော်။တတိယအရွယ်အထိစောင့်မနေပါနဲ့။ဘာကြောင့်လဲဆိုရင်တေခြင်းတရားဟာဘယ်အချိန်ရောက်လာမှမသိလို့ပဲဖြစ်ပါတယ်။နားလဲပါစေနော်။